ားပါရှင်ဒီတစ်ခါပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့သင်ဘဝထဲမှာနှောက်ရှက်နေတဲ့သူရှိတယ်အဲ့ဒီလူကလည်းသင်မလွန်ဆန်းနိုင်တဲ့လူမျိုးဖြစ်နေတယ်ဆိုခဲ့ရင်ပေါ့နော်များသောအားဖြင့်တော့ကျမရဲ့အတွေ့အကြုံကတော့ရောက်ခမာတို့ဘာတို့ပေါ့နော်အဲ့လိုလူတွေကိုကိုညစ်ခဲ့ဘူးတော့ပေါ့နော်ရောက်ခမာနဲ့အဆင်မပြေတာတို့အဲကိုသက်သမီးကို လိုက်နှောက်ရှက်နေတာဒါမဲ့လို့ကိုဘက်ကလည်းသူ့ ဘာမှပြန်မလုပ်နိုင်ဘူးဆိုတဲ့အခါမျိုးပေါ့နော်အဲကိုယ်စိတ်ကလည်းအဲ့ဒီလူကိုလည်းပြန်ပြီးတော့ဟိုနစ်နာစေခြင်းနဲ့စိတ်တော့မရှိဘူးဆိုကြရင်ဒီနည်းလေးကိုသုံးလို့ရပါတယ်ဘာလို့လဲဆိုရင်ရေလိုပါတယ်ရေဖန်ခွက်လိုပါတယ်အခုလိုမျိုးပေါ့နော်ကြီးနေတဲ့ဖန်ခွက်ကလေးရရင်တော့ပိုကောင်းပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပလတ်စတစ်ခွက်ပဲသုံးပါမယ်ဆိုရင်လည်း okay ပါရပါတယ်အဲနောက်တစ်ခါလူတာတော့စားပေါ့နော်မြည်သည့်စားမဆိုသုံးလို့ရပါတယ် အဲကင်တဲ့အခါမှာတော့အစ်စာကိုဘယ်လိုယူရမလဲဆိုလက်သုံးချောင်းနဲ့ယူရပါတယ်လက်မလက်ညှိုးလက်ကလေးနဲ့သုံးချောင်းလေးနဲ့နည်းနည်းလေးပေါ့နော်ဒီစာလေးကိုယူပြီးတော့ခုနကရေခွက်သေးကိုပေါ့ရေဖန်ခွက်သေးကိုဒီစာလေးကိုထည့်ပြီးဖြူချပြီးထည့်လိုက်တဲ့အချိန်မှာငါ့ဘဝထဲကနေထွက်သွားပါငါ့ကိုမနှောက်ယှက်ပါနဲ့စသည်ဖြင့်ပေါ့လေကိုပြောချင်တာပြောပါအဲ့လိုလှုပ်တာက ခုနှစ်ကြိမ်တိတိလှုပ်ရပါတယ်လှုပ်ပြီးရင်တော့ဒီရေတွေကိုဘေးစင်ပေါ့เนาะပကံစီးတဲ့နေရာပေါ့အဲ့နေရာမှာသွားပြီးတုံလိုက်ပါဒီဖန်ခွက်ကိုပြန်တုံးလို့ရပါတယ်အဲဒီဟာဘယ်နှစ်ဘယ်ချိန်မှာလှုပ်ရမယ်လို့လဲသတ်မှတ်ချက်မရှိပါဘူးနောက်ပြီးတော့လှုပ်ပြီးရင်လည်းအဖြေကိုချက်ချင်းဒီဘက်လောက်ကိုသိရပါတယ်ဒီကနေ့လုံရင်မနေ့ပြန်တဲ့ဘက်ခါလောက်ကိုသိတာပါတယ်အဲနောက်ပိုင်းနှစ်ခါသုံးခါလောက်ထပ်လှုပ်မယ်ဆိုရင်တော့ အဲ့လူကကိုရှိနေတာကိုကိုသူအသိမှမပြုတ်တော့တဲ့ပုံစံမျိုးဖြစ်သွားပါတယ်ဟိုကိုကတော့ရှိနေတာပဲသူကလည်းရှိနေတာပဲဒါပေမဲ့ကိုဘာမှဘောဓာမလုတ်တော့ဘူးလေကိုဘလို့မှကိုစိတ်နှောက်ရှက်လည်းမပြီးတော့ကိုရှိနေတာကိုသူသိသိတော့မသိတယ်လူကိုဖြစ်သွားပါတယ်အဲ့ဒီအတွက်အဲကိုမှခက်ခဲရှိရဲဆိုရင်တော့ဒီနည်းလေးကိုစမ်းကြည့်ပါရှင်ကျေးဇူးတင်ပါတယ်